စ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တို့ရဲ့လေကြောင်းလက်နက်ကြီးပစ်ခတ်တာကြောင့်ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်မှာရှိတဲ့ဆောင်းပြောင်းပန်ပွန်းလင်းပွေလာနဲ့ကောင်ပါကျေးရွာတွေကပြည်သူ၃000ထက်မနည်းစစ်ဘေးရှောင်နေကြရပါတယ်။မေလ18ရက်မနက်ပိုင်းကစလို့ဆောင်းပြောင်းကျေးရွာနီးတိုက်ပွဲကြောင့်ဒေသခံတွေဟာစစ်ဘေးရှောင်ခဲ့ကြရတာပါ။ဒါပေမဲ့ပိတ်မိနေတဲ့သူတချို့ကြံနေသေးတဲ့အတွက်ကဲထုတ်နိုင်ဖို့လဲကြိုးပမ်းနေတယ်လို့ဒေသခံလူမှုအသင်းအဖွဲ့ဝင်တချို့စီကသိရပါတယ် ဆောင်းပြောင်းကျေးရွာအနီးတိုက်ပွဲကြောင်းစစ်ကောင်စီတပ်က လေယာဉ်နဲ့ဇက်တိုက်ပုံကျဲချသလို PNO ကလည်းလက်နက်ကြီးတွေရွာတွေကိုပစ်တာ drone နဲ့တိုက်ခိုက်တာတွေလုပ်တဲ့အတွက်ရွာထဲမှာဘသူမှနေထိုင်လို့မရတော့တဲ့အကြောင်းစစ်ရှောင်းအရေးကုညီနေသူတို့ကပြောပါရယ်မေလ18ရက်တိုက်ပွဲမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုရှိခဲ့ပြီးစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တို့ကအင်အားဖြည့်တင်းမှုတွေကိုလှုပ်ဆောင်နေပါရယ်လက်ရှိမှာတော့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တို့က ရှမ်းပြည်တောင်ပိုင်းနဲ့ကရင်ပြည်နယ်ဆက်တူမှာစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်နေပါရရှင်။